ဒီကနေ့အောင်တိုဘာလာတရနေ့မှာရရှိထားတဲ့ထူးခြားသတင်းတွေနဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ဒီဘူဝီသတင်းထောက်မဝေဝေကိုဒီဘူဝီစတူဒီယိုကနေတရဆက်သွင်းမေးမြန်းတော့မှာဖြစ်ပါတယ်။မင်္ဂလာပါမဝေဝေဒီကနေ့ရရှိထားတဲ့နောက်ဆုံးရသတင်းတွေကိုအင်ဆုံးပြောပြပေးပါအောင်ရှင့်။ ဟုတ်ကဲ့ပါအခုပေါ့နော်ဒီနေ့နောက်ဆုံးရထားတဲ့သတင်းတပုတ်ကိုအရင်ဆုံးပြပြပေးချင်ပါတယ်ဒါကတော့ဒီစစ်ကောင်စီကဝန်ထမ်းတွေကိုဒီအပိုထောက်ပံ့ခြေပေါ့နော်3000ထောက်ပံ့ပေးမယ်ဆိုတော့သတင်းကိုအရင်ဆုံးပြပြပေးချင်ပါတယ်အဲဒါကတော့ဒီမနေ့ကပေါ့နော်ဒီစက်တမလ30ရက်နေ့မှာထုတ်ပြန်ကြေညာတာပါအငိမ့်စားဝန်ထမ်းတွေနဲ့လက်ရှိတာဝန်ထမ်းဆောင်နေစေဝန်ထမ်းတွေနောက်တမရော်သားတွေပေါ့နော်စစ်သားတွေကိုဒီထောက်ပံ့ခြေ3000ပေးသွားမယ်လို့စစ်ကောင်စီကကြေညာချက်ထုတ်ပြန်တာပါစစ်ကောင်စီဩစာခံပေါ့နော်ဒီဗန္ဒာကြီးနဲ့အခွန်ကြီးဌာနကမနေ့ကထုတ်ပြန်ထားတာပါဝန်ထမ်းတွေက ိုဒီ3000ထောက်ပံ့ပေးရဆိုတာကသူတို့ဒီအာနာသိမ်းထားတဲ့ဒီ2021နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါအသုံးချိန်မြောက်ဖြစ်ပါတယ်အဲပထမဆုံးချိန်နေနဲ့ကတော့2023အောက်တိုဘာလမှာ3000ကိုတစ်ချိန်နောက်2024ဩဂတ်မှာဒုတိယအချိန်မြောက်ကိုတစ်ချိန်ပေါ့နော်အခုဒီတစ်ခေါက်2025ဒီအောက်တိုဘာလတရနေ့မှာတော့ပေါ့နော်ဒါအသုံးချိန်မြောက်ဖြစ်ပါတယ်ဒါ3000ကို3ချိန်မြောက်တိုးပေးခဲ့တာလည်းဖြစ်ပါတယ်အဲသူတို့ဆိုလို့တဲ့ဒီဝန်ထမ်းဆိုတဲ့နေရာမှာလည်းဒီတမတော်သားတွေစစ်တီရရှိတွေကြီးရေလေတမတော်သားတွေအားလုံးပါဝင်တယ်လို့လည်းဖော်ပြထားပါတယ် အဲဒီမှာဝန်ထမ်းတွေအပြင်ကိုမှပဲဒီအငိမ့်စားဝန်ထမ်းတွေပေါ့နော်ဒီတမရတော်သားအငိမ့်စားဝန်ထမ်းတွေတခြားအငိမ့်စားဝန်ထမ်းတွေကိုလည်းအဲ ပေးရတဲ့မှာပါဝင်နေပေါ့နော်ဒါပေမဲ့သူတို့ကိုပေးတာကတော့ဒါဒုတိယအကြိမ်မြောက်လည်းဖြစ်ပါတယ်အဲနောက်ဒါအပြင်ဟောပေါ့နော်ဒီဝန်ထမ်းတွေကိုပေးတဲ့လစာတွေထဲမှာတော့အဲဒီထောက်ပံ့ခြေထဲမှာပေါ့နော်နိစာဝန်ထမ်းတွေနောက်လက်ခစာဝန်ထမ်းတွေအဲအိတ်ဝန်ထမ်းတွေကတော့မပါဝင်ဘူးနောက်ပုတ်ပြတ်တွေအဲဒီလိုမျိုးဝန်ထမ်းတွေတော့မပါဝင်ဘူးလို့ပြောပြောဆိုထားတာရှိပါတယ်အဲဒါအပြင်ကိုပေါ့နော်ဒီနိစာဝန်ထမ်းတွေကိုသူတို့ဒီအစိုးရမှာတာဝန်ထမ်းဆောင်နေတဲ့နိစာဝန်ထမ်းတွေကအခုဆိုလို့ရှိရင်ဒီတနေ့တာပေါ့နော်၈နှစ်အရင်လုံဆောင်ချက်မှာဝန်ထမ်းတွေကိုပေးတဲ့လစာကအခြေခံလစာ၄ ောင်း800ဖြစ်တယ်ပေါ့နော်ဒီပေါ်မှာဒီအနာသိမီနောက်မှာသူတို့က1000ကိုနှစ်ကြိမ်တိုးပေးခဲ့ရပေါ့နော်အဲ့ဒီနောက်မှာအခုဒီတစ်ခေါက်တထောင်လဲထပ်ပြီးတော့တိုးပေးရစုစုပေါင်း3000ရခဲ့တယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့9800လောက်ခန်းစားခွင့်ရှိမယ်ဆိုပြီးတော့လဲထုတ်ပြန်ကြမှာဖော်ပြထားတာရှိပါတယ်အခုနောက်ပြောခဲ့ရပေါ့နော်သူတို့ဒီထောက်ပံ့ကြီးမပါဝင်တဲ့ဝန်ထမ်းတွေအပြင်ဟိုမှာဒီနိုင်ငံသားမှာပညာတော်သင်သွားနေတဲ့အစိုးရဝန်ထမ်းတွေလည်းမပါဝင်ဘူးလို့ဖော်ပြထားပါတယ် စစ်ကောင်စီကပေါ့နော်ဒီအာနာသိမ့်မီအနာသိမ့်ပြီးတဲ့ဒီ၄နှစ်ကျော်၅နှစ်တာကာလအတွင်းမှာဒါဟာ၃ချိန်မြောက်တိုးပေးခဲ့တယ်လို့ဆိုပေမဲ့လည်းဒီမြန်မာစက်ငွေအားဖြင့်ကြည့်မယ်ဆိုရင်ငွေကျပ်သသိန်းတောင်မပြည့်တာကိုလည်းတွေ့ရပါဗျ။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီစက်ကောင်စီ ထောက်ပံ့ခြင်းငွေ3000တိုးပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဝန်ထမ်းတွေကြားမှာတော့အဲမတိုးပေးတာထက်စာရင်တော့ဗောနော်3000တိုးပေးတာကိုသူတို့အနေနဲ့တော်ပါသေးတယ်လို့ပြောဆိုကြပေမဲ့ပဲတကယ်တမ်းမြေပြင်လက်တွေ့မှာကြတော့ဗောနော်အစမတန်မြင့်တက်နေတဲ့ကုန်စည်နှုန်းတွေနောက်ပြီးတော့ဇက်တိုက်တိုးနေတဲ့ငွေကြေးဖောင်းပွားမှုတွေကြားထဲမှာတော့ဒီဝန်ထမ်းတွေဟာဝင်ငွေနဲ့ထုတ်ငွေမမျှတာတာကိုအချိန်အကြာကြီးဟိုခန်းစားနေကြရတာဗောနော်အဲဒါအပြင်ကိုမှပဲဒီမြန်မာနိုင်ငံမှာအခုလက်ရှိဗောနော်2025ခုနှစ်ထဲမှာဆိုလို့ရှိရင်အဲဒီ inflation rate လို့ခေါ်တဲ့ငွေကြေးဖောင်းပွားမှုတန်ဖိုးဟာ ဒီ34တသမ1ရာဂိုင်နှုန်းလောက်ထိကိုတိုးတက်လာတယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထုတ်ပြန်ထားတာရှိပါတယ်အဲဒါဆိုလို့ရှိရင်ဒီ2021အစပိုင်းလောက်မှာဒီအခြေခံကုန်စည်နှုန်းတွေစီစံစီစားပေါ့နော်ဒါဒါမျိုးအခြေခံကုန်စည်နှုန်းတွေရဲ့ကုန်စည်နှုန်းမြင့်တက်လာမှုအချိုးအစားဆိုလို့ရှိရင်လည်းနှစ်ဆကျော်ပေါ့နော်50ရာခိုင်နှုန်းလောက်ကျော်တဲ့အထိကိုဈေးတွေကမြင့်တက်လာတာဖြစ်ပါတယ်ဒါကြောင့်ဒီဝန်ထမ်းတွေကြားထဲမှာတော့ဒီအခုလိုမျိုးပေါ့နော်အထောက်ပံ့ခြေ3000တိုးပေးတာကတော့ဘာမှထူးထူးခြားခြားခန်းစားခွင့်ပြောင်းလဲသွားတာမျိုးမဟုတ်ဘူးလို့ဝေဖန်ပြောဆိုနေကြတာရှိပါတယ်ရှင် ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်